အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့သူလက်ပတ်မှုကောင်းပြီးခန္ဓာကိုယ်လေးလက်နေသူတွေလိုက်ပတ်လေးခြင်းလို့ရမယ်ယောဂခြင်းတွေကိုပြသပေးမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်အတူလိုက်ပတ်လေးခြင်းကြည့်အောင်အဲဒီကြလေးပေါင်လေးကားလိုက်မယ်လက်နှစ်ဖက်ကိုဆန်းထားပြီးညာဒူးလေးကိုကိုင်မယ်ဒူးကောင်းကခြေဖျားမကြော်စေနဲ့နော်ညာပဲညာပဲဆဲကောက်သွားမယ်နော်ဒူးကခြေဖျားမကြော်စေနဲ့2 3 four, five. ဆက်လုံးမယ်နည်းနည်းတော့ညောင်းညောင်းမယ်နော်ဟောပြီနောက်တစ်မျိုးရှူသွေးမယ်လက်ဆက်မယ်ထောက်ရင်ဒီတစ်ခါလက်ပါကိုရမယ်နော် အိုက်တိုင်းလေးပဲသူ့ကိုလည်းဆဲကြည့်လို့ပေးပါညာကြီးပဲတော့မယ်နော်ဆဲကောက်တော့မယ် TV တော့လည်းရတယ်နော်ဆဲကောက်ပြီးပြီဆိုရထားမယ်အိုက်တိုင်းလေးအောက်လက်ကိုရှူစမ်းတော့မယ်သူ့ကို5 second ထိမိမယ်နော်5 second ပြီးပြီဆိုရင်အဲ့လက်ကိုအောက်ကိုချလိုက်မယ် ခေါင်းကပေါ်လေဖျားလေးကိုကြည့်မယ်။သူ့ကိုဆက်စကန်ထိန်ပေးမယ်။ပြေးပြီဆိုရင်လက်နှာချောင်းလုံးဆမ်းမယ်၊ဒူးဆမ်းမယ်၊ရှော့ချာမယ်။ဗက်ပြောင်းမယ်၊ခြေဦးလေးလှဲလိုက်မယ်နော်။အဲ့ဒီတိုင်းလေးဆဲကောက်ထပ်သွားမယ်။ဘဲဘချံခြေရောလောက်ကွေးမယ်။ခန္ဓာကိုယ်မတောက်တာနဲ့ခန္ဓာကိုယ်ဖြေလျှော့တာ ဆက်ကောက်ပြီးပြီဆိုရင်အတန်းလေးရက်နေမယ်ပြီးရင်အောက်လက်လေးကိုရှီကိုပို့မယ်သူ့ကို5စက္ကန့်ထိမိမယ်ခဏလေးထိမိထားမယ်နော်အသက်ကိုမအောင်ထားနဲ့အသက်ကိုပုံမဲ့ရှုသွေးရှုထုတ်လုပ်နေမယ်ပြီးမှအောက်လက်ကိုချမယ်အပေါ်လက်ကိုဆန်းထုတ်မယ်ခေါင်းအပေါ်လက်ဖျားလေးကိုကြည့်မယ်ဆက်စက္ကန့်ထိမိမယ်နော်ပြီးရင်လက်ဆန်းမယ်ဒူးဆန်းမယ်ရှော့ချမယ်ဟောပြီးနားလာမယ်ခုံလိုက်မယ်အားလုံးပဲလက်ပတ်လေးချင်းကြည့်ပါလွယ်လေးပါကျေးဇူးတင်ပါတယ်